ကဘာကျော်အရှင်မင်းသားဂျက်ကီချန်ရဲ့အဖေဟာတရုတ်စပိုင်တယောက်ဖြစ်ပြီးတော့တရုတ်အစိုးရရဲ့အားကိုးရဆုံးလူဖြစ်ခဲ့ပါတယ်တဲ့ဂျက်ကီချန်ရဲ့အဖေဖြစ်သူ Charles Jones ဟာဒုတိယကမ္ဘာစစ်အတွင်းတရုတ်အစိုးရအတွက်စပိုင်လုပ်ခဲ့တယ်ဆိုရဲဆွဆွဲချက်တွေအများကြီးရှိခဲ့ပါတယ်တချို့မှတ်တမ်းတွေနဲ့တပ်တည်အထောက်အထားတွေအား Charles Jones ဟာထောက်လန်းရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့ပြီးတော့အရေးကြီးတဲ့သတင်းအချက်အလက်တွေကိုတရုတ်အစိုးရကိုပေးပို့ခဲ့တယ်လို့လည်းဆိုပါတယ်ဒါပေမဲ့ဒီဆွဆွဲချက်တွေကို Jackie Chan ကိုယ်တိုင်ရောသူ့ရဲ့မိသားစုဝင်တွေကပါညင်းဆိုထားပါတယ် ချားကျုံရဲ့နောက်ကျောင်းရာဇဝင်ကအတော်လေးကိုရှုပ်ထွေးပြီးတော့လှစ်ဝတ်ဆန်းကြပါရီသူဟာတရုတ်ပြည်ရင်းစစ်အတွင်းမှာအမျိုးမျိုးသောခန်းကဏ္ဍတွေကပါဝင်ခဲ့ပြီးစစ်ပြီးတဲ့နောက်မှာလည်းဟောင်ကောင်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါရီဟောင်ကောင်မှာတော့စပူမူးဖြစ်တံမီးဝမ်းကြောင်းပြုခဲ့ပြီးတော့ဂျက်ကီချန်ကိုမွေးဖွားခဲ့တာပါဂျက်ကီချန်ကိုယ်တိုင်ကလည်းပဲသူ့ရဲ့အဖေဖြစ်သူဟာအစိုးရနဲ့ပတ်သက်တဲ့ထောင်လိုင်းဌာနဓမ္မမှုလို့ရှိရင်အရာရှိတယောက်ဆိုတဲ့အကြောင်းကိုအင်တာဗျူးတစ်ခုမှာပြောပြခဲ့ပူပါတယ်။ဒါကြောင့်မလို့သူ့အဖေဟာရန်စီကန်းကြည့်တယ်ဆိုတဲ့အကြောင်းကိုသူကပြောခဲ့တာပါ ။ချားကျုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တချို့လည်းရှိပါသေးတယ်။ထပ်ပြောရမယ်ဆိုရင်တော့သူဟာအရင်တုန်းကအမျိုးသားရေးသူရဲကောင်းတယောက်လို့သတ်မှတ်ခံခဲ့ရပြီးတရုတ်အစိုးရအတွက်အရေးပါတဲ့စစ်စင်ရေးဒီမှာပါဝင်ခဲ့တယ်လို့လည်းဆိုကြပါသေးတယ်။ဒါပေမဲ့တချို့ကတော့သူ့ကိုတစ္ဆာဖောက်လို့ရှုမြင်ကြပြီးတော့ဂျပန်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီးလည်းစွပ်စွဲကြတာမျိုးရှိပါသေးတယ်။ဒီအချက်တွေကြောင့်သူ့ရဲ့ဘဝဟာအငင်းပွားစရာတွေနဲ့ပြည့်နေနေပြီးဂျက်ကီချန်တို့မိသားစုဟာတာမန်မိသားစုလုံးဝမဟုတ်ပါဘူး။အဲ့လိုအနေနဲ့ဂျက်ကီချန်ဟာဟောင်ကောင်မှာစီးရဲနွမ်းပါတဲ့မိသားစုကနေပြီးတော့ခြေပြင်းလာခဲ့ရပါတယ်။ ငယ်စဉ်ကတည်းကကုခန်ပညာနဲ့အကားခုံပညာရပ်ကိုလေ့လာခဲ့ပြီးတော့ဟောင်ကောင်ရုပ်ရှင်လောကမှာစတန်မင်းသားအဖြစ်နဲ့စတင်ဝင်ရောက်လာခဲ့တာပါသူရဲ့ထူးခြားတဲ့ကိုယ်ခံပညာနဲ့ဟာသဇယုတ်တွေကြောင့်ကမ္ဘာတော်မှာနာမည်ကြီးကျော်ကြားခဲ့ပြီးအရှင်မင်းသားတစ်ယောက်ဖြစ်လာပါတယ်။ဂျက်ကီချန်ရဲ့ဖခင်ဖြစ်သူချားဂျုံစာ2008ခုနှစ်မှာကွယ်လွန်ခဲ့ပြီးတော့သူရဲ့ဘဝနဲ့ပတ်သက်တဲ့အမှန်တရားတွေဟာယနေ့ထက်တိုင်လက်ဝဆန်းကျင်နေစေပါ။တချို့ကတော့သူ့ကိုသူရဲ့ကောင်းအဖြစ်ပြောကြတယ်လို့တချို့ကလည်းသစ္စာဖောက်အဖြစ်ပြောကြပါသေးတယ်။ ဘလို့ပဲဖြစ်ဖြစ်ချားကျုံရဲ့ဘဝဟာဂျက်ကီချန်ရဲ့ဘဝနဲ့ရုပ်ရှင်လောကပေါ်မှာကြီးမားတဲ့လွှမ်းမိုးမှုတွေရှိခဲ့တယ်ဆိုတာတော့ငြင်းလို့မရပါဘူး။ဘာကင်ဖြစ်သူဟာဒါဖြစ်သူဂျက်ကီချန်အနေနဲ့ဒီလိုမျိုးရုပ်ရှင်ဘက်မှာဆက်ရထက်တန်မှုကိုလုံးဝတားဆီးခဲ့ခြင်းမရှိဘဲလွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။စာဝင်းနေရင်းနဲ့စီးပွားရေးခက်ခဲတာကြောင့်ဒါဖြစ်သူကိုအပြေးအဝကြီးမပံ့ပိုးပေးနိုင်မှုဆိုပေမဲ့ဂျက်ကီချန်ရဲ့အပြောအယဆိုလို့ရှိရင်ဘာကင်ဖြစ်သူဟာစီကံကြီးတဲ့အလျောက်ပဲဒါဖြစ်သူအတွက်အင်မတန်ကောင်းတဲ့အမှုအကျင့်ကောင်းတွေကိုလည်းလေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ဂျက်ကီချန်ရဲ့ဖခင်ဖြစ်သူဟာတရုတ်စပိုင်ဟုတ်မဟုတ်ဆိုတာအတိအကျပြောဖို့ခက်ခဲပေမယ့်သူ့ရဲ့ဘဝကစိတ်ဝင်စားစရာကောင်းပြီးတော့အငင်းပွားစရာတွေများစွာရှိပါတယ်။ကမ္ဘာကျော် action star မင်းသားကြီးဖြစ်တဲ့ဂျက်ကီချန်ရဲ့အကြောင်းကိုတော့တော်တော်များများသိကြပေမယ့်သူ့ရဲ့မိသားစုအကြောင်းကိုတော့တော်တော်ယုံမသိကြပါဘူး။ဂျက်ကီချန်ကလည်းပဲလူမှုရေးပြဿနာတွေထဲမှာများစွာပါဝင်ခဲ့ပြီးတဲ့သူဖြစ်ပြီး အခြေအနေနဲ့ပတ်သက်လို့လည်းမေးခွန်းမေးစရာတွေအများကြီးရှိခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။နောက်ပြီး Jackie Chan ဟာဇန်ညိုးမိုင်းနဲ့တရုတ်ဆောင်ဒါရိုက်တာဘိုင်းမှာထူးချွန်တယ်လို့သူ့ရဲ့မိသားစုအကြောင်းနဲ့သူ့ရဲ့ဘဝအကြောင်းကိုဘယ်တော့မှဖော်ပြခဲ့တဲ့စကားမျိုးရိုက်ကူးခဲ့ခြင်းမရှိပါဘူး။ဒါဟာလည်းထူးဆန်းတဲ့အချက်တစ်ချက်လို့ပြောလို့ရမှာဖြစ်ပြီးဘာကြောင့်များဖုံးကွယ်ထားတယ်လို့ပရိသတ်ကျွန်တော်ထင်ပါတယ်။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းမယ်အကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးပါဦးမယ်အစုံနှိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ